တူကပောက်ရောကျေရှုထုံးကြီးကျေစုရှုံးမှုကိုဟဲ့မူရရောကျေရှုထုံးကြီးကျေစုရှုံးမြစုဝါချက်အေရောကျေရှုထုံးကြီးကျေစုရှုံးစလေးဟဲ့ချေဖာရောအိုးထိုင်ဘူးရော Now I show more င်းရင်းသားလူမျိုးတိုင်းမှာသူတို့ရဲ့မျိုးသားနေ့တွေရှိကြပါတယ်ဒီထဲမှာချင်းမျိုးသားနေ့လည်းအပါအဝင်ဖြစ်ပါတယ်ချင်းမျိုးသားနေ့ကိုနှစ်စဉ်နှစ်တိုင်းကျင်းပလာခဲ့တယ်ကျမတို့လက်ထက်ကြတော့လည်းအဖိုးအဖွားမရှိပေမဲ့လည်းကျမတို့ခုခေတ်မှာလည်းချင်းမျိုးသားနေ့ကိုဆက်လက်ပြီးတော့ကျင်းပတယ်နေ့စဉ်နှစ်တိုင်းချင်းမျိုးသားနေ့ကို ဖေဖော်ဝါရီလ20ရက်နေ့တတ်မှတ်ထားတာပါဒီ2016 ရှင်မြူသားနေကြတာရောရှင်မြူသားနေဆိုရင်ကျွန်တော်တို့မြို့နယ်တိုင်းမြို့နယ်တိုင်းမှာကိုမြို့နယ်နဲ့ကိုပဲဒါကျင်းပကြတယ်အဲ့ဒီရှင်မြူသားနေလို့ပတ်သက်တဲ့အခြေအနေရတော့အဲရှင်မြူသားနေဖြစ်ပေါ်ပါလာပုံတမန်ကြောင်းကိုဆက်လက်ပြီးတော့ကျွန်တော်ပြောရမယ်ဆိုရင်1948ခုနှစ်လူထုအစည်းအဝေးကြီးကနေအများဆန္ဒအရဆုံးဖြတ် အတည်ပြုပြီးတော့ဖေဖော်ဝါရီ20ရက်နေ့မာကျက်ရောက်တဲ့ချင်းမြူသားနေ့ချင်းချင်းမြူသားထုတရလုံးကရောက်တဲ့နေရာရှိတဲ့နေရာရက်တမ်းမှာဂုံယူဝမ်းမြောက်စွာနဲ့မြတ်နိုးစွာနဲ့နေစဉ်နေတိုင်းကျင်းပကျင်းပလာတဲ့တောင်ကိုရလေးရှိခုနဲ့ဒီလိုလေးဂျင်ရီလာလေးရဲ့မြို့တတိယဆီရလို့ကျွန်တော်တို့ဒီမှာလာလို့ရတာပါပဲအဲ့ဒီရခဲ့တဲ့နောက်ပိုင်းမှာဘယ်လိုချင်းကြီးလာမှာဖြစ်လဲဆိုတော့ ချင်းဒီနယ်မှာဒီပရိသတ်စီအုပ်ချုပ်ရေးကဆက်လက်ပြီးတော့ရှိနေပြီဒါဖြစ်တယ်။နောက်ပြီးတော့ဒီပြည်သူ့ရှာနေချက်တွေရဲ့ဘယူရိုကရက်အုပ်ချုပ်ရေးစနစ်ကလည်းရှိခဲ့ဖြစ်တယ်။အဲ့ဒီလိုအခြေအနေတွေမှာပဲကျွန်တော်တို့အဲ1948ခုနှစ်ဒီဖေဖော်ဝါရီလ20ရက်နေ့မှာဖလားမြို့မှာကျွန်တော်တို့ချင်းပြည်နယ် ကန့်နေပြီးတော့ခြေအမျိုးသားအားလုံးဒီဒစုတဝေးတဲ့နဲ့ဒီစီဝေးကြီးတစ်ခုကိုပြုလုပ်ခဲ့တယ်အဲ့ဒီစီဝေးကြီးမှာဒီဘျူရိုကရက်စနစ်နဲ့ကျွန်တော်တို့လာဒီတားစင်မြေဆက်အုပ်ချုပ်လာတဲ့ဒီမြေရှင်ပရိသတ်စနစ်ကိုအဲကျွန်တော်တို့တော်လှန်ဖို့အဲပြန်လည်ပြီးတော့အဆုံးသတ်ဖို့ဒါတစည်းတလုံးနဲ့ဆုံးဖြတ်ချက်ချတယ် အဲ့ဒီဆုံးဖြတ်ချက်ချတဲ့နေ့ကိုကျွန်တော်တို့ကဒီချင်းအမျိုးသားတစ်ခုလုံးဝနေပြီးတော့ကျွန်တော်တို့ဒီမိုကရေစီစနစ်ကိုပဲထိုးကားဖို့အသုံးပြုတော့မယ်ဆိုပြီးတော့ဒီဆုံးဖြတ်ချက်နေ့ကိုဖေဖော်ဝါရီလ20ရက်နေ့ချင်းရသားနေ့ဆိုပြီးတော့ကျွန်တော်တို့ကဒီချင်းရရကောင်စီကလည်းပဲဒါတတ်မှတ်ခဲ့တယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့အဲ့ဒီကစပြီးကျွန်တော်ချင်းရသားနေ့ကိုဒါ ကျေလူမျိုးများလူမျိုးစုများရှိတဲ့နေရာတိုင်းမှာဒါနေတူးနေများအဖြစ်နဲ့ကျွန်တော်တို့သတ်မှတ်ပြီးတော့ကျွန်တော်တို့ကြိုးပါလာခြင်းဖြစ်တယ်။ဒါကြောင့်မို့လို့အခုလည်းဆက်လက်ပြီးတော့ဒီဟာကိုပြုလုပ်အောင်ဆက်ဖြစ်ပါတယ်။ဆက်လက်ပြီးတော့ရှေ့ကိုလည်းကျွန်တော်တို့ရှင်းလင်းသားမျိုးကိုကျွန်တော်တို့ဆက်လက်ပြီးတော့ဒါနေတူးနေများအဖြစ်ကျွန်တော်တို့ဆောင်ရွက်တော့မှာဖြစ်ပါတယ်လို့ပြောကြားခြင်းပါတယ်။ ခုနှစ်ဖေဖော်ဝါရီလ20ရက်နေ့ကတော့69နှစ်မြောက်ချင်းမျိုးသားနေ့ဖြစ်ပါတယ်အဲ့တော့ချင်းနေနဲ့ပတ်သက်ပြီးတော့ဒီတွေ့တဲ့တွေ့တဲ့ကြောင်းတွေဆွေးနွေးပွဲတွေအကြံပေးဖို့ဒီဆရာမျိုးတွေကလည်းကျွန်တော်အဲ့ဒီနေ့မှာပဲကျွန်တော်အားလုံးလုပ်ကြမှာဖြစ်ပါတယ်လက်ရှိမှာ ကဘာတဝမ်းချင်းလူမျိုးနှစ်တန်းကျော်ရှိနေပြီးမြန်မာနိုင်ငံသားခံယူထားတဲ့ချင်းလူမျိုးကတိတိတမနှစ်တန်းလောက်ရှိပါတယ်ဒီအဝေးရောက်တဲ့ချင်းတွေပေါ့တစုတစီတဲ့ဖြစ်စဉ်ချင်းနဲ့ဆက်တာပေါ့ပြီးရင်ချင်းထဲမှာကတောင်ပိုင်းမြောက်ပိုင်းမခွဲခြားပဲလေတော့စိတ်ရင်းအမှန်တိုင်းနဲ့အားလုံးကိုကောက်ပေါင်းချင်းပြီးတော့ဒီချင်းတွေကနေပြုလုပ်တဲ့ဆင်ချင်းပေါ့နော်ပြည်ပမှာဆိုရင်တော့အိန္ဒိယဘင်္ဂလားဒေ့ရှ်ထိုင်းမလေးရှားနဲ့အမေရိကန်နိုင်ငံတွေမှာ ချင်းဒုက္ခတွေဒီဘဝနဲ့တွားရောက်ခိုးလုံ အခြေချနေထိုင်နေကြပါတယ်။ကျမတို့ချင်းလူမျိုးတွေရပါတော့အဲမြန်မာနိုင်ငံမှာလူကြီးအရင်နဲပါနေတယ်ပေါ့နော်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့နိုင်ငံခြားမှာတွားပြီးတော့အဲအလုပ်တွေလုပ်နေရတယ်ဘာဖြစ်လို့လုံးလုံးရလဲမြန်မာနိုင်ငံမှာလုပ်ငန်းတွေရှားပါတဲ့အတွက်နိုင်ငံခြားမှာတွားပြီးတော့အလုပ်လုပ်ရတယ်အဲ့တော့ကျမတို့ချင်းလူမျိုးတွေကဒီမှာလူကြီးတွေလာပြီးတော့နဲပါနေတာပေါ့နော် အဲအကြောင်းလို့ဒီလိုတစူးတူဝဲနဲ့နေဖို့အတွက်ကိုအဓိကကတော့ဒီမြန်မာနိုင်ငံပေါ့နော်စီးပွားရေးလုပ်ငန်းတွေမြန်မာနိုင်ငံမှာအများကြီးဖွင့်ပေးဖို့လိုတယ်ပေါ့နော်အဲစီးပွားရေးလုပ်ငန်းတွေဖွင့်ပေးလို့ရှိရင်ကျမတို့လူမျိုးတွေလည်းမြန်မာနိုင်ငံကိုပြန်လာပြီးအလုံးလုံးလို့ရတယ်မိသားစုတွေတစူးတစီးတွေတူတူနေလို့ရမှာဖြစ်တယ်ကျွန်တော်ချင်းလူသားတွေဟာမြန်မာနိုင်ငံမှာတိုင်းငါးတိုင်းမှာကျွန်တော်တက်နာနေထိုင်ကြပါတယ်မန္တလေးတိုင်းမှာဆိုရင်တော့ပြည်မနာလယ်ဝေးစေုပ်တရားမြန်မာငပယ် မကွေးတိုင်းမှာဆိုမင်းဘူးကဖဲကာမအောင်လန်တဲ့တောင်လုံးကြီးဒီမှာနေနိုင်ကြပါတယ်။နောက်ပဲခူးတိုင်းမှာဆိုရင်တော့ပြည်ပထောင်ပေါက်ခေါင်းဒီမှာအဓိကအများဆုံးနေထိုင်တယ်။တရားလူတိုင်းမှာဆိုရင်တော့မြအောင်ကြံကင်းနောက်ဟိုဘက်ပသိမ်ပဲငပူတော်နဲ့ဒီကျွန်တော်ရှုရှင်နေတဲ့နေထိုင်ပါတယ်။နောက်ရန်ကုန်တိုင်းမှာဆိုရင်လည်းအင်းစိန်နဲ့ဒီကရန်ကုန်မြို့နဲ့အချို့ဒေသတွေမှာကျွန်တော်ချင်းလူမျိုးတွေတနက်နေ့ထိုင်တာတွေ့ရပါတယ်။နောက် တိုင်းငါးတိုင်းအပြင်ပြည်နယ်ရခိုင်ပြည်နယ်မှာလည်းကျွန်တော်ချင်းလူမျိုးတွေဆိုချင်းလူမျိုးတွေပြည်နယ်နေထိုင်ကြအောင်တွေ့ရပါတယ်။ဒါပေမဲ့ကျွန်တော်ချင်းလူမျိုးတွေကဒုစုဒီစဲမရှိဘူးပြည်နယ်နေထိုင်တဲ့အတွက်ကြောင့်တချို့ဥစ္စာတွေမှာကျွန်တော်တို့ဥမာဥမာနိုင်ငံရေးလွတ်တော်လွတ်တော်ဆိုရတယ်ဗျာအစိုးရအစိုးရဖွဲ့စည်းရေးဖွဲ့စည်းချက်မှာကျွန်တော်တို့ကပြည်နယ်နေထိုင်တဲ့အတွက်ကြောင့်ကျွန်တော်ဘကိုးတိုင်းအတွေ့အကြုံရရှိရင်ကျွန်တော်ဘကိုးတိုင်းမှာလူကြီး ငါးတောင်ခုနှစ်ထောင်မပြည့်တဲ့ကြောင့်ကျွန်တော်တိုင်းရင်းသားဝင်ယူမရပါဘူး။ဒါမှမဟုတ်ကျွန်တော်တို့တောင်းဆိုချင်တာကတော့ကျွန်တော်တိုင်းရင်းသားလူငယ်စုပြတ်ထန့်နေကြတဲ့တိုင်းရင်းသားလူငယ်စုတွေရဲ့ခွင့်ရကိုညတာထောက်ထားအနေနဲ့ပေါ့ကျွန်တော်တို့အုပ်ချုပ်ရေးဘွယ်ကြီးမှာလည်းရခိုင်နှုံးချကျွန်တော်တို့ထက်သွင်းထက်သွင်းစဉ်းစားပြီးကိုကျွန်တော်တို့ကတောင်းဆိုချင်ပါလေ။ဒါပြတော့ချင်းမူသားနေ့ကျွန်တော်ပြင်ရတယ်မှာဆိုခုချင်းမူသားနေ့လို့တာ ုံးနေရှိပါပြီချင်းမသားနေမှာကျွန်တော်တို့အဓိကလုပ်ချင်တာတော့ကျွန်တော်ချင်းလူစုတရားလုံးပါပေါ့ဘာသာလူမျိုးဘာသာဘာသာရေးတွေဖွဲ့ထားပဲနဲ့အလုံးတစုတည်းနဲ့စုပေါင်းညီညွတ်ပါဝင်ကြဖို့ကျွန်တော်ကတော့ဖြစ်စေချင်ပါတယ် လက်ရှိမှာချင်းတိုင်းသားစာပေကိုတရားဝင်ပြည်ပြပေါ်ကတင်ကြားခွင့်ရရှိရေးစူးစမ်းနေရဆဲပါ။ ားတူချင်းမျိုးသားနေ့ဖေဖော်ဝါရီလ20ရက်ကိုလေမြန်မာနိုင်ငံရဲ့တရားဝင်ရုံးပိတ်ရက်ဖြစ်တတ်မှတ်ဖို့ချင်းမျိုးသားတွေကလူလားနေကြတာပါကျမတို့ရဲ့လူမျိုးရဲ့နေ့ဒူးညညဖြစ်တဲ့အတွက်လည်းအရင်ပဲပြောပါတယ်ဒါပေမဲ့တစ်ဖက်ကကြတော့နိုင်ငံတော်ကလည်းအတိအမှတ်ပြုတယ်ပြုပေမဲ့လည်းရုံးပိတ်ရက်တွေအဲဟိုအလုပ်သမားတွေပေါ့နော်အခုကျမအမျိုးသားဆိုလဲဝန်ထမ်းပါပဲသူက20ရက်နေ့မှာ အဲ့လိုပါဝင်ခြင်းနဲ့ပေါ့နော်ချင်းလူမျိုးလူပဲသူလည်းဖြစ်ပါတယ်ပါဝင်ခြင်းနဲ့အတွက်ရုံးပေးရလေအဲ့လိုမျိုးနိုင်ငံတော်ကအသိမှပြည့်စေခြင်းနဲ့နောက်ပြီးစမမှာတားနှစ်ယောက်ရှိတယ်သူတို့ကလည်းကြောင်းတက်နေကြတယ်အဲ့ဒီ20နှစ်မှာဟိုကြောင်းပိတ်ကြရဲ့အဲ့လိုမျိုးဟိုသက်သက်မှတ်မှတ်လေးနိုင်ငံတော်ကသတ်မှတ်ပေးလို့နော်ဟိုရုံးပေးရကလေးကိုအဲ့လိုမျိုးလေးဖြစ်စေခြင်းပါတယ်လို့ဒီကျွန်တော်အနေနဲ့ကတော့ဒီချင်းအမျိုးသားနေကိုပဲဒီနိုင်ငံတော်အစိုးရလည်းပဲအခုနေမှာဆိုရင်တော့ကျွန်တော်တို့က ကိုယ်ဟာနဲ့ကိုယ်ဒီနေ့ကိုတတ်မှတ်ပြီးတော့ကျွန်တော်ဒီကျေးရရာကောင်းစီရနေပြီးတော့တတ်မှတ်တဲ့အတိုင်းပဲကျွန်တော်ကျင့်ပါလားကျင့်ဖြစ်တယ်နိုင်ငံတော်ကအတိမတ်တော်ပြည့်တယ်သို့တော်လည်းပဲကျွန်တော်တို့ဒီအဲနိုင်ငံတော်ရဲ့ရုံးပိတ်ရဲ့အနေနဲ့ကတော့ဒါမရဘူးအဲ့ဒီအတွက်လည်းပဲကျွန်တော်တို့ကနိုင်ငံတော်ရဲ့ရုံးပိတ်ရဲ့အဖြစ်ကိုဒါရနိုင်ဖို့ကတော့ကျွန်တော်တို့ညှော်လင့်ပြီးတော့ကျွန်တော်တို့တောင်းဆိုသွားမှာဖြစ်ပါတယ်ဒီချင်းမျိုးသားနေ့ကဒီနေ့ကတော့အဆင်ပြေတယ်စနေနေ့ ဂျန်တဲ့နေ့ဂျန်တဲ့နေ့တွေဆိုရှင်ဒီစနေမဟုတ်တဲ့ရုံးပရက်မဟုတ်တဲ့နေ့တွေမှာဆိုရှင်အကုန်လုံးကစုံစုံညီမတက်ရောက်နိုင်ကြဘူးအဲ့တော့ဟာကျွန်တော်အနေနဲ့လူလာတာတော့တောင်းဆိုဖို့အနေနဲ့ကျွန်တော်တွေးမိတာကတော့ဒီအစိုးရအနေနဲ့ဒီချင်းအမျိုးသားနေ့ကိုကစက်တဲ့ holiday အနေနဲ့တက်မှတ်ပေးလို့ရှင်တော့ကျွန်တော်တို့ပို့ပြီးတော့အဆင်ပြေမဲ့အနေထားရှိတယ်ဒါမှမဟုတ်အဲ့ဒီဟာကိုလည်းကျွန်တော်တောင်းဆိုဖို့အစီအစဉ်လေးကတော့ကျွန်တော်ရည်ရထားပါတယ် ဘလို့ချင်းနေမှာပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲရောက်ရောက်ချင်းလူမျိုးတိုင်းဟာဖေဖော်ဝါရီလ20ရက်တိုင်းမှာတော့နီးစပ်ရာချင်းမျိုးသားနေအခမ်းအနားပွဲဒီမှာပါဝင်ဆင်နွှဲနေကြမှာပါအေးချင်းမျိုးသားနေကိုအယုံအယုံပေးရမှာနေမှာပဲပြည်လို့ပြသွားဖို့ပြောလိုက်ပါတယ်လို့ တို့ရဲ့ချင်းချင်းတွေရောအရှိုးချင်းတွေရောလူကြီးကိုတိတိကျကျသိဖို့အတွက်မှတ်ပုံတွေမျိုးမှတ်ပုံတွေနေမှာတကားကလေးမိုင်းမျိုးမိုင်းထည့်ရမယ့်အစားမိုင်းနေရာမမတွေပါလာတဲ့ဒါကလေးတွေရှုလူမျိုးလို့ဖျားမယ်ကအဲမျိုးနေရာမှာရှုလူမျိုးဖျားမယ်ဒါမြန်မာလူမျိုးလို့ပါဝင်တာလေးတွေကိုမြန်မာစုစမ်းပြင်ပေးဖို့ချင်းပြည်နယ်ထဲမှာဖွေမျိုးတုတ်တက်မှုနှေးကွေးနေသေးတာ ချင်းတွေဟာစူးစီးမနေကြရပဲပြန့်နှံ့ကွဲပြားခွဲခြားနေထိုင်နေကြရတာဖြစ်ပါတယ် ဒါတွေကိုကုစားဖို့ကတော့ချင်းလူမျိုးတိုင်းကလေလာကြိုးပမ်းအားထုတ်လှုပ်ဆောင်ကြရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်မောင်တူပါ chat ayo jesus thong ni jesus show sa le he chi pao oh tai bu yo I show more.